electric van ကြီးတွေပေါ့နော်ဒီဘက်ဟိုးခန္ဓာမှာ twin digital ကိုဖြိုးအသုံးပြုလာနိုင်တယ်လို့ကိုဖြိုးအနေနဲ့အဲချင်းမြင်မိပါသလားကိုပြောဘလို့တုံးတက်မိလဲဗျာကျွန်တော်တို့ရဲ့ဟိုခစ်စနစ်အရာလိုအပ်ချက်အရာကျွန်တော်တို့ကတွန်းပို့ခြင်းခံ AI ရောကျွန်တော်တို့ဒီဆက်ရန်းနေရလောက industry ကိုဘလို့အပြောင်းအလဲတွေလုပ်ပေးနိုင်မယ်လို့ကိုပြောအနေနဲ့အလုံးတုံးတက်မိပါသလဲကိုပြောဟုတ် လက်ရှိအချိန်ထိကျွန်တော်တို့ဆွေးနွေးခဲ့ရတဲ့လောက်ကတော့အားလုံးရဲ့နေ့စဉ်ဘဝမှာအသုံးတက်မယ်လို့ကျွန်တော်တို့မြင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအေးပါတဲ့လူတွေအကြောင်းဆက်နိုးပုံဆက်ရက်ပုံအင်ဂျင်ဟိုက်ဒရောလစ်အစသဖြင့်ပေါ့နော်ဒီကန်နာပေါင်းစုံမှာတော့ကျွန်တော်တို့ဒီနေ့စဉ်ဘဝမှာအသုံးတက်အောင်တော့ကျွန်တော်တို့အများကြီးဟိုဆွေးနွေးပြီးခဲ့ပြပြီအဲနောက်ထပ်ပြီးတော့ဟိုပြောချင်တဲ့အကြောင်းအရာလေးကတော့ခုလိုလိုစေကတော့လက်ရှိ အဲကဘာမာရောမြန်မာမာရောဒီကန်နာပေါင်းစုံပေါ့ခုဖြူရကန်နာပေါင်းစုံမှာကျွန်တော်တို့ကဒီအပြောင်းလေးကိုလူတွေကအရန်လူချင်းနေကြတယ်ခစ်ဖြစ်နေတာပေါ့နော်အဲ့တော့ခစ်နဲ့ပတ်သက်ရင်ကျွန်တော်ဒီတိရဲ့ဒီခစ်လီခစ်အကြောင်းလေးလည်းပြောပြချင်တယ်လက်ရှိခစ်တွေကိုအကြမ်းမြင့်ခွဲမယ်ဆိုခစ်လီခစ်ရှိရပေါ့ခုဖြူရကျွန်တော်တို့ဒီခစ်ဆိုးတာရှိမယ်ခစ်ကောင်းတာရှိမယ်ခစ်ငြိမ်တာရှိမယ်ခစ်ပြောင်းတာရှိမယ်ပေါ့နော်လက်ရှိအခုလက်ရှိကဘာမာရောမြန်မာမာရောဖြစ်နေတာကတော့ကျွန်တော်တို့ခစ်ပြောင်းခစ်လို့လက်ရှိ အဲပြောလို့ရတာပေါ့နော်လက်ရှိဆိုရင်ဘာတွေတိတိတတ်တာပြောင်းလဲလာလဲဆိုတော့ EV နဲ့ AI ပေါ့နော် EV နဲ့ AI ကကဘာမာရောမြန်မာမာရောလက်ရှိလုံးဝအပြောင်းလဲဟိုကြီးကြီးမားမားဟိုဖြစ်နေတဲ့အချိန်ပေါ့ကိုဖြူကဆိုတော့ကျွန်တော်သိချင်တာကကြတော့လက်ရှိကျွန်တော်တို့ engine တွေနဲ့ပတ်သက်ပြီးတော့ပေါ့ဒီစင်ကဲပြောင်းလဲလာတဲ့ engine တွေအကြောင်းနဲ့အနာဂတ် engine တွေအကြောင်းပေါ့နော် အဲလက်ရှိကားလောကမှာဆိုရင် EV တွေကတောက်လျှောက်ဝင်လာတော့အခုလက်ရှိရန်နီးယားလောကမှာရော ကျွန်တော်တို့ဒီ electric vehicle ဒီ EV ဟိုပါပေါ့ဒီဒီရန်နီးယားလောကမှာရောကိုပြိုဝင်လာနိုင်လားကိုပြိုအဲ့ဒါလေးကိုပြိုမြင်လေးသုံးသက်ပေးပါအောင်ကိုပြိုဟုတ်ဒါတော့ကျွန်တော်တို့ဒီပြောင်းလဲလာတဲ့ရည်ရွယ်ချက်ကနေစပြောင်းမှာပေါ့နော်ဟုတ်ပါဒီကျွန်တော်တို့ အဲကျွန်တော်တို့လုံကျွန်တော်တို့လိုချင်တဲ့ host power တွေထုတ်ပေးနိုင်တဲ့ internal combustion engine တွေဖြစ်ခဲ့တယ်။ဒါပေမဲ့ဒီဒီမှာပဲကျွန်တော်တို့ရက်မသွားပဲနဲ့ EFI ကိုနောက်ဆုံး EVD တို့တို့အဲဆက်လက်တိုးတက်ကောင်းမွန်လာအောင်လုပ်လာခဲ့တယ်။ဒါတွေလောက်ရတဲ့ရည်ရွယ်ချက်ကိုကျွန်တော်တို့အရင်သိဖို့လိုအပ်မယ်။နော်ဒါတော့ကျွန်တော်တို့ environment နဲ့ concern လို့ခေါ်တယ်။ကြောဒီပတ်ဝန်းကျင်ဆိုင်ရာပေါ့ဗျာ။နော်အဲဒီကျွန်တော်တို့ကကျွန် internal combustion engine ဆိုတာခဏကျွန်တော်ရှင်းမှာပြောခဲ့ပြီးသား။အတွင်းမှာပေါက်ကွဲမှုတစ်ခုဖြစ်တယ်။ဒီပေါက်ကွဲမှုကနေပဲကျွန်တော်တို့ကအမျိုးကိုထုတ်တယ်။ဒီမျိုးကိုထဲမှာဆိုရင်ကျွန်တော်တို့အ ဲပိုရှမ်းလာတဲ့ CO2 ဆိုတာတွေရှိမယ်။ဟော NO8 လို့ခေါ်တဲ့အဲလူတွေကိုကျွန်တော်တို့ဟိုရောဂါဖြစ်စေနိုင်တဲ့အစိတ်တောက်တွေပါတယ်။အဲဒီအစိတ်တောက်တွေမိခိုးငွေတွေကပဲကျွန်တော်တို့အပေါ်ကိုပြန်တက်သွားမယ်ဆိုရင်လည်းကျွန်တော်တို့ဒီကဘာကြီးတို့ကသဘာဝပတ်ဝန်းကျင်တို့ကကျွန်တော်တို့လုံးဝမကောင်းဘူး။ပြီးတော့ကျွန်တော်တို့သုံးရတာလည်းကျွန်တော်တို့မတန်ဘူး။ဟာနော်ကျွန်တော်တို့ကားတစ်စီးမှစီထည့်ရတယ်ဆိုရင်ဒီစီရဖို့အတွက်ကကျွန်တော်တို့ရဲ့သဘာဝအတန်အစားတအရင်းမြစ်တွေကိုကျွန်တော်တို့ဆွဲထုတ်ရတယ်။ဒါတွေကိုပဲကျွန်တော်တို့ကလောင်ကျွမ်းပြီးတော့ အစိတ်တောက်အနေနဲ့ပြန်ထုတ်ပေးတယ်ဆိုတာကျွန်တော်တို့ကလုံးဝမဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။အဲဒီတော့ကျွန်တော်တို့ကဒီပဝင်းကျင်ပဝင်းကျင်ထိခိုက်မှုကိုရော့ကျစေခြင်းနဲ့ဆိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့မယ်။တို့ကဒီပြောင်းလဲမှုဖြစ်စဉ်တစ်ခုလုံးကို အဲသူတို့လုတ်လုတ်ဆောင်ခဲ့ကြတာပေါ့နော်ပထမဆုံးကျွန်တော် internal combustion engine တွေရှိမယ်ကားတွေမှာဆိုရင်လည်းအဲဒီ inline pan အနေနဲ့လာတဲ့ engine တွေရှိမယ်ကျွန်တော်တို့ set တွေမှာဆိုရင်လည်းဒီ internal combustion engine ရော diesel pan နဲ့လာတာတွေရှိမယ်ဒီကောင်တွေမှာကကြတော့ကျွန်တော်တို့စီလီချိုးအသေးနဲ့လာတယ် engine တွေကိုကျွန်တော်တို့လေဆွဲသွင်းတယ်လေဖိချစ်တယ်ဒီတွေကိုကျွန်တော်တို့သတ်မှတ်ထားတဲ့အဟိုစီပမာဏတစ်ခုခုဖြန့်ထည့်လိုက်တယ်သတ်မှတ်လီဘာအတိုင်းပေါ့အဲဒီအတိုင်းပဲကျွန်တော်တို့ထွက်လာတယ်မိဖို့တွေထွက်လာတယ်အဲဒါကအစိတ်တောက်တွေကိုကျွန်တော်တို့ထိန်းချုပ်နိုင်စွာမရှိဘူးဟုတ် ဲ့တော့ကျွန်တော်တို့ကနောက်တစ်ဆင့်အနေနဲ့ကွန်ပျူတာထိန်းချုပ်စနစ်ပါတဲ့ EFI engine တွေဟို EFI ပြော electronic fuel engine ရှင်းတွေကိုသူစတင်ပြောင်းလဲပြီးတော့သုံးဆွဲလာတယ်ပေါ့ဗျာအဲဒီတော့ EFI စနစ်မှာကြတော့ဟိုစီဖြန်းတော့ကကျွန်တော်တို့အရန်တိကျလာတယ်เนาะဒီဝင်လာတဲ့လေအချိုးကိုကျွန်တော်တို့ကဒီ engine တစ်လုံးမှာတတ်ထားတဲ့ sensor တွေကနေတဆင့် အသိရှိရတယ်ဝင်လာတဲ့လေတူးတဲ့လေအပူချိန်ပတ်ဝန်းကျင်လေဖျားဘလောက်ရှိသလဲအဲ့ဒါတွေပေါ်မှာမူတည်ပြီးတော့ဒီ engine ကဝင်ပြီနေသလားအဲပြီးတော့မီးတိုင်ပင်ဖယ်နေထားဖို့သူတို့ပေးရမလဲပေါ့ဗျာเนาะအဲ့ဒါလေးတွေကိုကျွန်တော်တို့ကဒီ computer system နဲ့တစ်ဆင့် sensor တန်းနဲ့အာရုံခံပြီးတော့ဒီထဲကိုစီပမာဏဘလောက်ဖြန့်ထည့်ပေးရမလဲเนาะအဲ့ဒါကိုကျွန်တော်တို့ကဓာတ်ရိုက်တွက်ချက်ပြီးတော့အော် engine ကနေစီတွေဖြန့်ထည့်ပေးတယ်ဖြန့်ထည့်ပေးလိုက်လို့ပောက်ကွဲပြီးတော့ထွက်သွားတဲ့မီးဟိုးကိုမှလည်း ျွန်တော်အိဇောမှာကျွန်တော်တို့စံစာတွေရှိတယ်အိဇောစံစာဆိုတာဒီစံစာတွေကနေပြီးတဆင့်ပြန်လဲအာယုံခံတယ်ဒီမိโกထဲမှာလူရောအန်ရဖြစ်စေနိုင်တဲ့စိတ်ကြောက်တွေပါသေးသလားစီလီချိုးမှာကျွန်တော်တို့လေပြန်းပါလေပြန်းပါသလားလေပြန်းပါတယ်ဆိုကျွန်တော်တို့ကလေများပြီးစီနေလို့စီပါတယ်ဆိုကျွန်တော်တို့စီကျွဲသွားလို့ဒီအချက်လက်တွေကိုကျွန်တော်တို့ကွန်ပျူတာစနစ်ကိုသတင်းပြန်ပို့တယ်အဲ့ဒီပြီးပို့လာတဲ့ဟာတွေပေါ်မှာပဲကျွန်တော်တို့ကအာယုံခံတွက်ချက်ပြီးတော့ ဒါဟာဒီ agenda တွေကိုစီဖြန်းတဲ့နေကိုသူကပြန်လဲပြင်ဆင်လိုက်တယ်။နော်စီဖြန်းတဲ့နေရာမှာဆိုရင်လည်းကျွန်တော်တို့စိတ်တောက်တွေပါသွားတယ်ဆိုရင်ဟော CEO ကျွန်တော်တို့အဲကျွန်တော် main ဖြန်းတာပေါ့နော် main pre injection တွေရှိမှာ main injection တွေရှိမှာဒီကိုကျွန်တော် northern တွေမှာဆိုရင်တော့တစ်ချက်ပဲဖြန်းဆိုကျွန်တော်တို့ဖြန်းထည့်လိုက်တယ်။ဒီ agenda စနစ်တွေမှာကျွန်တော် common တွေမှာကြတော့ဟော standby ရောက်နေတဲ့ pressure ကိုကျွန်တော်တို့က electronic စနစ်နဲ့ဒီ solo night တွေကိုနော်ကျွန်တော်ဒီစက္ကန့်ပိုင်းရဲ့စက္ကန့်ရဲ့ တော့ကျွန်တော်တို့အပုံသေးသေးလေးတွေတည်းမှာနော်ကျွန်တော်မျက်စိနဲ့တော့မမြင်နိုင်တော့တဲ့ပမာဏအတွင်းမှာသူအကျဉ်းကြီးကိုကျွန်တော်တို့၃ချိန်ရနေ၅ချိန်ထိသူကဖြန့်ထည့်ပေးနိုင်တယ်ဒီလိုမျိုးကျွန်တော်တို့တိတိကျကျဖြန့်ထည့်တယ်ထွက်လာတဲ့မိကူတွေကိုကျွန်တော်တို့ကဟိုအာယုံခံပြီးထိန်းချုပ်တဲ့အတွက်ဒီလူတွေကိုရှူရှရတဲ့ဓာတ်ငွေတွေထဲမှာစိတ်တောက်တွေနှဲသွားတယ်တဘာဝပတ်ဝန်းကျင်တည်းအများကြီးကောင်းလာတယ်အဲဒါတော့ကျွန်တော်တို့ဒုတိယအဆင့်ပေါ့နော်ကျွန်တော်တို့ internet commerce engine နဲ့ EFI engine ဖြစ်လာတယ် ဒါပေမဲ့လည်းမိဘကတော့ထွက်နေသေးတာပဲ။ဒီထွက်နေတဲ့မိဘကဟိုနဲသွားတာပဲရှိတယ်။ထွက်တော့ထွက်နေသေးတာပဲ။အဲ့တော့ဟိုမျိုးတစ်မျိုးမှာလူကြီးအတန်းချီဆိုရင်ကားကလည်းတန်းချီရှိတယ်။အဲဒါတွေတစ်ကဘာလုံးမှာနေစဉ်လှုပ်ရှားသွားလာနေလို့ထွက်တဲ့မိဘတွေဆိုကျွန်တော်တို့နောက်နှစ်တည်းများလာရင်ကျွန်တော်တို့ကဘာကြီးတွေမကောင်းနိုင်။နော်အဲ့ဒီအချက်ကိုပဲသူတို့အခြေခံပြီးတော့အဲနောက်ဆုံးခုဖြစ်တဲ့ကျွန်တော်တို့နော်အဇီရိုအီမရှင်လို့ခေါ်တယ်။ဘာမှမွေမှမထွက်တော့တဲ့။နော်ကျွန်တော်တို့ဒီဒီ layer 6စနစ်သုံးပါနော်ဘယ်ထီသုံးတဲ့ လျှက်စစ်မော်တာနဲ့ပဲဒီကျွန်တော်တို့ဒီပြင်ဟီကယ်တွေကိုကျွန်တော်တို့ရွေလျားစီတော့မယ်အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ EV လို့ခေါ်တာဖြစ်တယ်အဲဒီတဘာဝပတ်ဝန်းကျင်အတွက်ကိုပဲသူတို့ဦးစားပေးပြီးတော့ဒီအရွေကြီးကိုသူတို့ရွေးလိုက်တာပဲဖြစ်တယ်နော်ဒီမိခိုးတွေကိုကျွန်တော်တို့ဖြည်းဖြည်းထိန်းချုပ်တယ်နောက်ဆုံး EV မှာဆိုတော့ကျွန်တော်တို့မိခိုးလုံးဝမထွက်တော့တဲ့အဆင့်တွေအထိရောက်လာတယ်အဲဒါကလည်းဟိုအများကြီးအကျိုးကျေးဇူးတွေရရှိပါတယ်ဟိုတဘာဝသင်္ကန်းစားတာအရင်းမြစ်တွေဖြစ်တဲ့ဒီကျွန်တော်တို့ဟိုလောင်စာစီတွေကိုလည်းကျွန်တော်တို့ထုတ်ယူသုံးစွဲနိုင်မှုကိုရှော့ချနိုင်မယ်အဲဒီ အစိမ့်တောင်နေနဲ့ပြန်ထုတ်တဲ့အမီးဝိုးတွေကိုလည်းကျွန်တော်တို့ short ချနိုင်မယ်။အဲပြီးတော့ဒီ transportation ပေါ့ဥပမာဒီရေနံကဒီကထွက်တယ်ဒါကိုကျွန်တော်တို့ကထုတ်ပြီးတော့အစင်းစင်းချက်ပြီးတော့ သုံးသုံးလို့ရတဲ့နေရာတွေထိကျွန်တော်တို့ live ပေါ်ရတဲ့ transportation တွေလည်းများတယ်ကျွန်တော်တို့ကဒီလျှက်ဆက်မှာဆိုရင်တော့ကျွန်တော်တို့ကတိုင်းနဲ့ဂျိုးနဲ့သွားတာဖြစ်တဲ့အတွက် transportation မြန်ရတယ်ဗျာเนาะစီပေါင်းစားတလုံးကိုဟိုဘက်ပို့ရကြချင်းတဲ့ဒီကကျွန်တော်တို့ main တင်လိုက်တာနဲ့လျှက်ဆက်စီဟိုဘက်ရောက်သွားမှာဖြစ်တယ်အဲ့ဒီလျှက်ဆက်ကိုပဲကျွန်တော်တို့ကားတွေကိုအားသုံးလို့ရတယ်ဒီနေရာတွေမှာလည်းကျွန်တော်တို့အများကြီးအကျိုးဖြစ်တယ်เนาะကောင်းကျိုးအများကြီးဖြစ်တယ်အဲဒီလျှက်ဆက်တွေကိုလည်းအဲဘယ်နေရာတွေကနေယူမလဲပေါ့ဟောဒီဆယ်တွေစောက်ယူမယ်ဆိုရင်သူ့ရဲ့ risk တွေကအများနေတော့မှာဖြစ်တယ်ကျွန်တော်တို့တင်ရစားတာတွေဆုံးရှုံးမှာပဲဆယ်တွေစောက်တဲ့အတွက်အဲ့တော့သူတို့ကဘယ်နေရာတွေအဓိကယူခြင်း လဲဆိုရင်တော့လေနဲ့နေရာနေလိုချင်တယ်နော်လေတိုင်တော့ကနေကျွန်တော်တို့ energy ထုတ်ချင်တယ်နေဘူး solar system နေကျွန်တော် energy ထုတ်ချင်တယ်ဒါတွေဒါကျွန်တော်တို့ကအဆင်ပြေလာမယ်ဒီစွမ်းရည်တွေဒါပိုးလာမယ်ဆိုရင်ကျွန်တော်တို့လည်းအကျိုးအများကြီးဖြစ်တယ်နော်လောင်စာဆီတွေလည်းအထောက်ယူသုံးဆွဲနိုင်သုံးဆွဲစာမလိုတော့ဘူးဗျာနော်လေတူတွေကလည်းအစိမ့်တောက်တွေမထုတ်လွတ်တော့နော်အအများကြီးအကျိုးဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဟို internal combustion engine ကနေ EFI EFI နဲ့ EV ကိုပြောင်းလဲလာတဲ့ UAG လေးတွေတစ်စိမ့်တစ်ထည်သာဖြစ်ပါဟုတ်ကဲ့ဟုတ်ကဲ့ လူတွေကတော့ဘေကန်နာမှာပဲဖြစ်ဖြစ်အလုံးဒီစူချိုးအနည်းဆုံးနဲ့ကောင်းချိုးအများဆုံးဖြစ်မဲ့အကြောင်းအရာတွေကိုပဲရှေ့လျှောက်ပို့လောက်လာကြတဲ့သဘောရှိပါတယ်အခုလိုလို့ဆယ်ဆိုရင်လည်းကျွန်တော်တို့ကဘာမှာတော့ EV တွေကတော့ဒီ electric vehicle ကားတွေကတော့တွင်တွင်ကြဲကြဲသုံးနေပြီပေါ့ကိုပြောရဒီဘက်ဟိုးတွေလည်းလက်ရှိဒီထားပါတော့ EV သဘောမျိုးပဲပေါ့ကိုကိုပြောရအဲ့ကောင်တွေလည်းလက်ရှိတချို့တစိတ်တွေကအဲထုတ်လာပြီကိုပြောအဲထုတ်လာပြီဆိုတော့အနာဂတ်မှာရောဒီ ် electric van vehicle တွေရပါတော့ဒီဘက်ဟိုးခန္ဓာမှာတွင်တင်ကြကြကိုဖြူအသုံးပြုလာနိုင်တယ်လို့ကိုဖြူအနေနဲ့အဲထင်မြင်မိပါသလားကိုဖြူဘယ်လိုသုံးသပ်မိလဲဗျဟုတ်ဟုတ်ထင်ပါတယ်ဗျကျွန်တော်တို့တွင်တင်ကြကြဖြစ်လာနိုင်တယ်ဟိုဒါတွေကကျွန်တော်တို့ရွေးချယ်လို့ရတဲ့အရာတွေမဟုတ်ဘူးကျွန်တော်တို့ရဲ့ဟိုခစ်စနစ်အရာလိုအပ်ချက်အရာကျွန်တော်တို့ကတွန်းပို့ခြင်းခံရမယ်နော်ကျွန်တော်တို့ဟို internal combustion engine နဲ့ EFI ကိုပြောင်းလဲလိုက်တယ်ဒါကကျွန်တော်တို့တွန်းပို့ခြင်းခံလိုက်ရတာနော်ဈေးကွက်လိုအပ်ချက်အရာကိုထုတ်လုပ်သူတွေအရာကိုဥပဒေတွေအရာကိုဒါထုတ်လုပ်မယ် ော့ဒါလိုအပ်တယ်ဆိုရင်ကျွန်တော်တို့သုံးဆွဲသူတွေကိုကျွန်တော်တို့တွန်းပို့ခြင်းခံရမှာပဲအဲ့တော့ကျွန်တော်ခု excavator တွေမှာဆိုရင်လည်းအဲ့လိုပဲဟို internal combustion engine တွေရှိခဲ့တယ်အခုဆို EFI engine မျိုးဆက်တွေရောက်နေပြီဒီကနေ့တစဉ် EV တွေရောက်လာမယ်ဆိုရင်လည်းကျွန်တော်တို့ကအဲတွန်းပို့ခြင်းခံရအောင်ပါပဲနော်ကျွန်တော်တို့ဒီမှာလည်းကောင်းကျိုးတွေအများကြီးရှိတာကိုတွေ့ရပါတယ်ကျွန်တော်တို့ဒီ excavator တွေဆိုတာလည်းလောင်စာဆီသုံးဆွဲမှုမြင်ပါတဲ့ မြင်မာတဲ့ကျွန်တော်တို့ပစ္စည်းတွေဖြစ်တယ်တရက်တရက်ကိုသူ့ရဲ့အလုံးလုံးမယ်လို့သုံးဆွဲတဲ့နှုံပေါ့နော်အဲ့ဒါတွေကျွန်တော်တို့က short ချနိုင်မယ်ဒီကျွန်တော်တို့ excavator တွေကနေထုတ်လို့တဲ့အစိတ်တောက်တွေလည်းလဲသွားမယ်ပေါ့အဲဒါတွေကတော့ကျွန်တော်တို့ဖြစ်လာဖို့ဖြစ်လာဖို့ကများပါတယ်ကျွန်တော်တို့အခုလက်ရှိနေနေတာဘလူချင်းတွေမျိုးမှာပဲဖြစ်ဖြစ် နော်ကျွန်တော်တို့ကဒီနီးပညာခေတ်စနစ်ရာတွန်းပို့ခြင်းခံရမယ်ဆိုရင်အနည်းနဲ့မြန်မယ်ကျွန်တော်တို့အဲစိတ်ဝင်လာနိုင်တယ်ပေါ့ဒီ EV excavator တွေကတော့ဟုတ်ကဲ့ပါကိုပြဟုတ်ဟုတ်ဆွေးနွေးသွားရလေးလည်းရမ်းကောင်းပါတယ်ကိုပြဟုတ်ဟုတ်အဆိုကိုပြကျွန်တော်တို့ EV အကြောင်းပြောပြပြီးဆိုတော့ကျွန်တော်တို့နောက်တစ်ပိုင်းအနေနဲ့ရော AI အကြောင်းပေါ့နော် AI ကရောကျွန်တော်တို့ဒီဆက်ရန်ရလောက industry ကိုဘလို့အပြောင်းအလဲတွေလုပ်ပေးနိုင်မယ်လို့ကိုပြအနေနဲ့ အလုံးတုံးတက်မိပါသလဲကိုပြောခေါအဲ့ဒါလေးပြောပြပေးပါအောင်ဟုတ်ဟုတ်ကဲ့ဟို AI ကတော့အခုကျွန်တော်တို့နေပဲဆုံးမှာဝင်ရောက် တိုးတက်နေတာတွေကျွန်တော်တို့တွေ့ရတယ်ဟိုဓာတ်ပုံဘိုင်းနေနော် editing နေဒီသတင်းသတင်းအချက်လက်မေးတာတွေပေါ့နော်အဲခန်းနာဆုံးမှာတိုးတက်နေတာတွေ့ရတယ်အဲဒီအခုကျွန်တော်တို့ automotive တွေမှာဆိုရင်လည်းကျွန်တော်တို့ AI ကိုအသုံးပြုပြီးတော့ auto မောင်းတာတွေ auto parking ထိုးတာတွေပေါ့နော်အဲဒီဒီကျွန်တော်တို့ excavator တွေဘိုင်းမှာကျွန်တော်တို့ဟိုဝင်ရောက်လာပုံကိုလေ့လာကြည့်ရတဲ့လောက်ဆိုရင်တော့ဒီ AI control စနစ်တွေလည်းကျွန်တော်တို့သူတို့စတင်ပြီးတော့လုပ်နေပြီပေါ့ နော်အဲဒီ excavator တွေကိုကျွန်တော်တို့ဟို operator ကိုစားအဲဒီလုပ်ငန်းလုပ်ငန်းတိုင်းမှာတော့မဆိုးလို့ဘူးဗျာအဲကျွန်တော်ဟိုပုံပုံသေးလောက်ရတဲ့လုပ်ငန်းမျိုးဒါမှမဟုတ်ကျွန်တော် program တစ်ခုနဲ့လောက်ရတဲ့လုပ်ငန်းမျိုးတွေမှာဆိုရင် AI စနစ်တွေကျွန်တော်တို့အစားထိုးဝင်ရောက်လာနိုင်တယ်ဘာလို့လဲဆိုတော့အခုကျွန်တော်တို့ဟိုဒီ set excavator တွေနောက်မျိုးဆက်တွေမှာဆိုရင်ဒီ hydraulic control စနစ်မှာကျွန်တော်တို့ကလျှက်စစ်စနစ်ပေါင်းပေါင်းဆက်လာတယ်ဒီလျှက်စစ်စနစ်နဲ့ hydraulic စနစ်နဲ့ကျွန်တော်တို့ပေါင်းဆက်လိုက်တဲ့စနစ်ဒီဟို AI control တက်ဖို့အကောင်းဆုံးအကောင်းဆုံးပုံစံပဲဟုတ်ကဲ့ ်เนาะကျွန်တော်တို့ကဒီ electronic စနစ်က hydraulic စနစ်ကို control လုပ်တယ်အဲ့ electronic control unit ကို ကျွန်တော်တို့က AI နဲ့ပြန်ပြီးအမိန်ပေးမယ်ဆိုရင်ဒါကျွန်တော်တို့ဘာမှတိတ်မဝေးတော့တဲ့ကဏ္ဍဖြစ်တယ်။ဟုတ်ကဲ့။နော်အဲ့တော့ကျွန်တော်တို့ကဒီဟိုစောက်လုပ်ရေးတွေတော့၎င်းဒီမှဒီလုပ်ငန်းပုံတွေတခုပေါ့တိတိကျကျလုပ်ရတဲ့လုပ်ငန်းတွေမှာဆိုရင်အဲကျွန်တော်တို့ operator ကိုစားအဲဒီ AI ကိုကျွန်တော်တို့အမိန်ပေးခိုင်းစေတာမျိုးတွေနဲ့လည်းကျွန်တော်တို့လှုပ်လာလှုပ်လာလို့ရတဲ့နည်းပညာတွေကျွန်တော်တို့ဖြစ်လာနိုင်ပါတယ်။ဟုတ်တိတ်မကြတော့တဲ့အချိန်တွန်းမှာပေါ့နော်။ဟုတ်ကဲ့ဟုတ်အဲ့ဒါတော့အရင်စိတ်ဝင်စားဖို့ကောင်းပါတယ်။မကြတော့မဲ့ကာလမှာလည်း ရောက်လာမယ်လို့အဲကျွန်တော်လည်းထင်မြင်မိပါတယ်ကိုဖြိုးပြဟုတ်ကဲ့ကိုဖြိုးလို့အဲ့လိုဆက်ပြင်းတယောက်ဖြစ်ချင်နေဆိုရဲညီကိုတွေတေချာပေါ့ရှိမှာကိုဖြိုးပဲအဲ့ဒီညီကိုတွေအတွက်ရောကိုဖြိုးအနေနဲ့ဒီဘာရီအကြံဉာဏ်ပေးခြင်းလဲဒီကိုဖြိုးဒီဆက်ပြင်းလောကကိုဝင်လာတဲ့အချိန်မှာရောဘလို့အခက်ခဲတွေရှိလဲဘလို့တွေဝင်ရောက်လာလဲစသဖြင့်အဲ့ဒီအကြံအလေးနဲ့ပတ်သက်ပြီးရောကိုဖြိုးကျွန်တော်တို့ဆွေးနွေးပေးပါဦးဟုတ် Real power, the power of achievement.